ောက်စစ်တိုးဂေါ်လီရိုင်းရာတွင်ကြောက်စစ်တိုးသည် အကောင်ဆုံးဖြစ်သည်ချော်တိုးများသည်တလုံး90ပေးရတော်လဲကြကြမခံရိုက်ဖက်များလင်ကွဲသည်ကြောက်စစ်တိုးကမာသည် အလေးချိန်ကောင်းပြီးလက်စမှန်သည် ဖြူဖြူဖွဲ့ဖွဲ့လေးမို့လှလဲလှသည် တို့တော့ကြောက်စစ်တို့တလုံးကို300ပေးရသည် ကျွန်တော်ရသည်မို့ဖို့ကတနေ့မှ90ဖြစ်သည် ကြောက်စစ်တို့တလုံးဝယ်နိုင်အောင်ကျွန်တော်6ရက်တိုင်တိုင်မုံမစားပဲဆူရသည်300ပြည့်သောနေ့တွင်ဈေးတို့ပြည်သည်ထို့သောဈေးမှာကြောက်စစ်တို့ရောင်းနေကြဆိုင်တွင်တလုံးမှမရှိကုန်နေသည်တခြားပေဆိုင်မှလည်းမရှိကျွန်တော်ကကြောက်စစ်တို့လိုချင်သည်ဈေးမဝယ်မရကြအောင်အိမ်နီးချင်းငယ်ချင်းဘုံဒီကိုပြောပြသည်ဘုံဒီမှာကျွန်တော်နဲ့အတန်းတူဖြစ်သည် ဘုံဒီမှာနာမည်ထူးဆန်းသလို လူကလည်းထူးဆန်းသူဖြစ်သည်။ကြောင်းသွားကြောင်းပြန်လန်းတွင်တွေ့သည်မတန်သူတန်ဆာကိုကောက်ယူသည်။တန်ကြီးတက်နေသောတန်မိုချောင်းအကောက်ကလေးများပင်ဖြစ်တော်လဲကောက်ယူသည်။ကြောင်းပိရက်များတွင်ဒုတ်တချောင်းဖြင့်အမိုက်ပုံများကိုရက်ပြီးရှာတတ်သည်။တန်စီပက်ပြားတန်ချောင်းတန်ခွေစပရိအကျိုးအပြတ်ဝါရာကြီးအပြတ်တွေ့သည်မကောက်ယူသည်။ တခါတွင်ကျွန်တော်ရှိမှပင်တန်ကြီးတက်နေသောဒစင်အချိုးကြီးတစ်ခုကို အမိုက်ပုံးမှ ကောက်ရပြီးဘုံဒီဝန်တာအာရဖြစ်နေသည်ဘုံဒီရဲ့မိဘများကဆင်းရဲသည်ဘုံဒီသည်မိဘများကိုကစားစရာဝယ်ခိုင်းလေမရှိ ကိုယ်တိုင်လုပ်ပြီးကစားသည်တွန်းသွားလျင်ဘိန်းနှင့်တွဲဆက်လျက်တောင်မှခတ်နေသောငှဲ့ရုပ်ပလုတ်တုတ်တန်မြည်သောလက်သွန်းလှဲလက်ကင်တုံနှောင်းချောင်းချာမှဂျွန်းအမျိုးမျိုးထိုးသောမြောက်ယုံ ညအခါတွန်းသွားလျှင်ဖျောင်းနိုင်မီးလင်းနေသည့်ပတ်ချလည်နေသောနိုးစီခွက်စသည်တို့ကိုစုံအောင်လှုပ်တတ်သည်။ကစားစရာမျိုးစုံလုံးနေရချင်းသည်ပင်ဘုံတည်းရဲ့အကောင်းဆုံးကစားနည်းဖြစ်သည်။သူလှုပ်ထားသည့်ကစားစရာကိုတယောက်ယောက်ကလိုချင်လို့ဝဲလျှင်ဈေးတတစွာနှင့်ရောင်းသည်။သူအတွက်နောက်တစ်ခုထပ်လှုပ်သည်။ ထိုတို့ကစားစရာလို့တော့အခါသူဆုဆောင်ထားသောအတို့အထွာအမျိုးမျိုးမှာသူ့နေရာနဲ့သူအတုံးဝင်နေသည်ကိုအံ့ဩဖွယ်တွေ့ရသည်သူကကျွန်တော်အတွေ့ကြောက်စစ်တော်လှုပ်ပေးမယ်ပြောပြီးလမ်းထိပ်ကိုခေါ်သွားသည်လမ်းထိပ်ရောက်တော့အခါကားလမ်းဘေးမှာဖြူပွေးနေသောကြောက်ခဲအရွယ်တော်ရအောင်လိုက်ရှာသည်ဖြူတိုင်းလည်းမယူကြောက်သားကောင်းမကောင်းကြည့်သေးသည်သူစိတ်ကြိုက်အရွယ်တော်ငါးလုံးခံရသောအခါသူ့အိမ်ကိုသွားကြသည် အဲ့ဒါဘာလို့မလို့လဲလမ်းတွေကျွန်တော်ကမေးသည်မင်းကြည့်ပေါ့ကြောက်စစ်တို့ဖြစ်မှာလားဖြစ်မှာပေါ့ဘုံဒီရဲ့ခိုင်မာတော့အဖြစ်ကျွန်တော်ဝမ်းသာသွားသည်ဘုံဒီကဖြစ်မည်ဆိုလျင်တေချာပေါက်ဖြစ်သည်အင်ရောက်တည်နေဘုံဒီက သူ့ရဲ့စက်ကူကပ်ဘူးကြီးနှစ်ခုမှာမှွေနှောက်ရှာဖွေသည်မိရထာလန်ဆလီဗာတုံးရိုက်သည့်တာမိုကြီးတစ်ခုကိုထုတ်ယူလိုက်သည် သူ့အိမ်အောက်မှအလယ်မှအပေါက်ပါတော့တစ်သားပြားတစ်ခုကိုလည်းထုတ်ယူလိုက်သည်။ကြောက်တုံးကိုတစ်သားပြားမှအပေါက်တွင်မလှုပ်အောင်နေရာချသည်။တာမိုကြီးကိုဘိုဒီက တူငယ်အဖြစ်အတုံးချပြီးကြောက်တုံးကိုဖြစ်ဖြစ်ချင်းထူသည်။ဘုံဒီအလုံးလုံးနေပုံမှကြည်လိုကောင်းသည်။ကြောက်တုံးကိုထုနေသောသူ့မျက်လုံးများမှာစူးစူးဆက်ဆိုင်ရှိလာသည်။သူထုနေပုံကလက်စာမှန်သည်။ ကြောက်ခဲအစအနာများဘေးသို့ဆင်ထွက်လာသည်။နာယီဝက်ခန့်အဖက်ဖက်မှလှဲ့ထုသောအခါကြောက်ခဲသည်ဝိုင်းလာသည်။တမိုကြီးရဲ့ကောင်းသည်စောင်းထက်သော တူတစ်ခုဖြစ်နေပြီးထုရာတွင်အစဉ်ပြေလာသည်။ကြောက်စစ်တို့တစ်ခုရတော့မည်ဖြစ်လို့ကျွန်တော်ဝမ်းသာနေသည်။ဘုံဒီကကြောက်တိုးကိုလှဲ့ပတ်ကြည့်သည်။အနှဲငယ်ဆူထွက်နေသောနေရာကို တွေ့လို့ပြေအောင်ထထုပ်ပြီးဖြေပေးသည်ခွတ်ဟာ ျွန်တော်စိတ်မကောင်းစွာအတန်ထွက်သွားမိသည်ကြောက်တိုးထက်ချမ်းကွဲသွားလေပြီဘုံဒီကိုကြည့်ရတာစိတ်ပြတ်ဟန်မရှိဘာမှမဖြစ်ပါဘူးကွာငါနားလေသွားပြီ နောက်တလုံးထက်လို့ရင်ဒီလောက်မကြတော့ပါဘူးပိုတော်ကောင်းအောင်မယ်ဘုံဒီကကျွန်တော်ကိုအားပေးပြီးကြံနေကြောက်ခဲလေးခုမှအကောင်းဆုံးတစ်ခုကိုရွေးပြီးဆက်ထူသည်ဘုံဒီသည်ကြောက်ရဲ့အကြောကိုနားလေသွားပြီးဖြစ်သည်ပိုပြီးမြ мян ဝိုင်းအောင်ထူလာနိုင်သည် မိနစ်20ခန့်ထူယုံနှင့်ခက်ကြမ်းကြမ်းကြောက်တုတ်တစ်ခုဖြစ်လာသည်မညီသောအပိုင်းများကြံသေးတော်လဲဘုံဒီကဆက်မထူတော့ပါသူ့ရဲ့ကပုံးထဲမှာတစင်အချိုးကြီးကိုထုတ်ယူပြီးကြောက်တိုးကိုတစ်သားပြားအပေါက်ထဲမှာညင်အောင်ထားပြီးတစင်ဖြစ်စားသည်တစင်စားပြီးသောနေရာများမှာချောညက်သွားသည်ဘုံဒီရဲ့မျက်နှာမှာချွေးများရွှဲနေသည် ်သို့သောဘုံဒီကိုကြည့်ရသည်မှာပင်ပန်းဟန်မရှိကြောက်တိုးကိုအဖက်ဖက်မှလှည့်ကြည့်ပြီးမညီသေးသောနေရာများကိုဒဇင်ဖြစ်ပေါ်တိုက်ပေးနေသည်တော်ပြီပေါ်ဝိုင်းနေပြီပဲကျွန်တော်ကစားချင်လာပြီဘုံဒီကကြောက်တိုးကို မြင်းညင်ညင်မှလှိတ်ကြည့်သည် မဝိုင်းမညီသေးသောကြောင့်တက်တဲမလိမ့်ပါမညီသောနေရာများကိုဒဇင်ဖြစ်ဆက်စားသည်အကြိမ်ကြိမ်ညှိသောအခါကြောက်တိုးကိုကျွန်တော်ထံလှိတ်ပေးလိုက်သည် ဝိုင်းဆက်နေသောကြောင့်တန်တန်မှန်မှန်လှိမ့်လာသည်။ဟာကောင်းလိုက်တာ ကစားလို့ရပြီ။ခဏပြန်ပေးအောင်အချောတက်ဖို့ကြံသေးတယ်။ဘုံဒီကပြန်တောင်းနေသောကြောင့်မကြေမနက်နဲ့ပြန်ပေးလိုက်ရသည်။ဘုံဒီကကြောက်တိုးကိုရေတွင်းတို့ယူသွားပြီးအဝိ့လျှော်သောကြောက်ပြားပေါ်မှရေဖြန်းပြီးလှဲ့ပတ်သွေးသည်။ပြီးတော့အခါကြောက်တိုးကို ရေဖြစ်စေကြလိုက်သည်။အိုးကောင်းလိုက်တာ ဒါပဲလောက်ပေးရမလဲဟင်မပေးရပါဘူးမင်းကြောင့်ငါကြောက်တိုးလို့တတ်သွားပြီဒီပြေကောင်တွေဝဲချင်ရင်ကောတလုံးတရာလို့ပြောလိုက်ဟာနဲတာပေါ့ကွဈေးမှာဝယ်ရင်300ကွအဲ့ဒါတော့တလုံးမှမရှိဘူး200ဆိုလဲဝယ်မှာပဲကွတရားဆိုရပါပြီကွာလောက်ရမှာတိတ်မှမခက်ပဲဘုံဒီမှာလောဘကြီးသူမဟုတ်ပါကျွန်တော်ကသူ့ကိုအနည်းဆုံး200ယူစေချင်သည် သို့သောဘုံဒီကပြောလို့ရမည်မဟုတ် သူ့ဆုံးဖြတ်ချက်နဲ့သူလှုပ်သူဖြစ်သည်ကျွန်တော်ကကြောက်တိုးရိုက်နေတော့ကြာမြင့်သိန်းတို့အဖွဲရှိရသွားပြီးကြောက်တိုးအစ်စ်နေဝင်ကစားသည် အားလုံးကပင်ဖြူပွေတောက်ပြောင်ချောနေတော့ကျွန်တော်ရဲ့ကြောက်စစ်တိုးကိုတဘောကြနေကြသည်ဘယ်ကဝယ်လာတာလဲဘယ်လောက်ပေးရလဲဝိုင်းမိကြသည်ကျွန်တော်ကဘုံဒီလှုပ်ပေးကြောင်းပြောလိုက်သည် ်သူတို့အားလုံးဘုံဒီထံတို့ပြေးသွားပြီးတယောက်တလုံးမှားကြသည်ညနေပိုင်းတွင် ကျွန်တော်တို့ရက်ွက်ထဲမှာဘုံဒီရဲ့ကြောက်တိုးဖြူဖြူလေးများနှင့်ကစားသူများစွာဖြစ်နေသည်။မြောက်ပိုင်းမှသောမိုးတို့အဖွဲရောက်လာသည်။ဘုံဒီလှုပ်တီကိုကြည့်ပြီးအတုခိုးကြသည်။သူတို့အိမ်ပြန်ပြီးဘုံဒီလှုပ်သလိုကြောက်စစ်တိုးလှုပ်ကြသည်။ဟေးဘုံဒီ။ဟိုမြောက်ပိုင်းကောင်တွေမင်းစီလာအတုခိုးပြီးကြောက်တိုးလုံးနေကြပြီ။နောက်တစ်ခါမကြည့်စင်နဲ့ကွာ။ ကြည့်ပါစေကွာ သူတို့လည်းလှုပ်တဲ့ရင်ကောင်းတာပေါ့အေးဒါပေမဲ့သူတို့မှမင်းလိုတစင်မရှိတော့လှုပ်လို့ပဲရမလဲကွာနော်ရပါတယ်ကွာတစင်မရှိရင်ကြောက်ပြားပေါ်မှာတွေးလို့ရတဲ့အကြောင်းငါပြောလိုက်ပါတယ်ဒါမှမဟုတ်ရင်လည်းငါစီလာပြီးတစင်နဲ့စားဖို့ပြောလိုက်တင်ဘုံဒီပြောသည့်ကိုကျွန်တော်တဘောမကြပါတိတ်အရကောင်အိမ်ပြန်ရောက်တော့အခါဘုံဒီအဘုံအဖေကိုပြောပြသည် ဖဖေကကျွန်တော်ပြောသည်ကိုအစအဆုံးနားထောင်ပြီးငါသာစိတ်ထားမားနေတယ်ဘုံဒီစိတ်ထားကမှန်တယ်ငါသာဘုံဒီကိုအတူယူရမယ်သူ့မှာချီးမွမ်းစရာတွေအများကြီးရှိတယ်ဘုံဒီကတည်ထွင်နေအလေလွင့်ပစ္စည်းတွေကိုကောက်ယူစုဆောင်ပြီး သူ့နေရာနဲ့သူအတုံးချတတယ်ကစားစရာအတွေ့မိဘကိုမပူစားဘူးငွေမကုန်ရဘူးကို့အားကိုကိုပြီးလုပ်တယ် ပြန်ရောက်တော့လဲလောဘမကြီးဘူးသူများကိုကူညီချင်တယ်ငါသားကဘေးကနေနှမျောတွန့်တော်ဖြစ်နေတာမကောင်းဘူးဘုံဒီလိုစိတ်ကောင်းထားရမယ်ငါသားတို့တငယ်ချင်းတွေအားလုံးဘုံဒီကိုချစ်ခင်ကြတယ်မဟုတ်လားကျွန်တော်ကောင်းကြီးပြလိုက်သည်ဘုံဒီကိုမချစ်တဲ့လူ မုန်းတဲ့လူရှိလို့လားကျွန်တော်စဉ်းစားပြီးမှခေါင်းရံပြလိုက်သည်အဲ့ဒါဘာဖြစ်လို့လဲတားစဉ်းစားကြည့်ပေါ့ ကျွန်တော်နားလည်သွားပါပြီ။ဘုံဒီကိုကျွန်တော်တို့အားလုံးချစ်ခင်ကြသည်မှာထူးခြားစွာလှူဆောင်တတ်ရုံမက စိတ်ထားကလည်းထူးခြားစွာကောင်းမွန်သောကြောင့်ဖြစ်ပါသည်။